โอเคကျွန်တော်တို့ Champion League 16တင်းဆင့်ဒုတိယကြောက်ပွဲစဉ်တွေဖြစ်ပါတယ်။အဲကျွန်တော်ပထမဆုံး Barcelona နဲ့ Benfica ။ Barcelona ပြီးခဲ့တဲ့ပထမကြောက်တော့မှတော့အနီကတ်တရပြီးတော့နိုင်အောင်ကန်သွားတာဆိုတာအင်ကွင်းကတော့တေချာပေါက်နိုင်မှုပဲရှိတယ်ဗောနော်။အမ် Barcelona ကိုပြတ်နိုင်သွားမယ်တောင်ထင်တယ်။4-2တော့မှန်ပါတယ်။ Okay ဒါတရရောနဲ့တော့ဝေးကွင်းမှာနိုင်ခဲ့တဲ့ Barcelona ကဒါအင်ကွင်းမှာလည်းတော့အောင်ပါပဲ။ဆိုတော့ဒီဘက်က3-0လောက်မှန်ပါတယ်။ Okay နောက်တစ်ဘက်ကကျွန်တော်တို့ Liverpool နဲ့ Bayern Munich Bayern Munich က ဒါကသူကလိမာတာအထာထားပဲမယ်ချန်ပီယံလိမာကထားမထားပါဘူးကောနော်3စီးနေတော့တုတ်သွားတယ်သူတို့ကဖွင့်တိုက်ဖို့ပဲရှိသေးတယ်ကောနော်နောက်ဆုံးတော့အဲလောကုစ9-1မှာတော့ထင်တယ်ဒါပေမဲ့ဘိုင်ယန်ကလည်းတက်သွားလို့များတယ်အဲ့တော့ကျွန်တော်2-1လောက်မှတ်ပါတယ် Okay ဘိုင်ယန်ပထမကြော်တဲ့3စီးဆိုတော့ is it 8ကန်လို့ရပြီဒုတိယကြော်ဒါဒီကြော်ကတော့လေဗာကူဆယ်နိုင်သွားနိုင်တယ်ဒါပေမဲ့နှစ်ကြော်ပေါင်းတော့ဘိုင်ယန်တက်သွားလောက်တယ်2-1မှတ်မှာဂိမ်းနောက်တစ်ပွဲကတော့ဖီယန်နုနဲ့အင်တာနဲ့အင်တာအင်ကွင်းပေါ့နော်အင်တာအဝေးကွင်းမှာတော့2စီးဆိုတော့သူလည်း8ကန်လို့ရတယ် အမ်အင်တာဗယ်ထပ်နိုင်အောင်မလို့ထင်တယ်2 1လောက်မှန်ပါတယ်โอเคဒါအင်တာနိုင်မယ်တော့အမြင်ချင်းတူတယ်ဖီယန်နုကိုပြန်မသွင်းနိုင်လောက်ဘူးထင်တယ်1 0လောက်မှန်ပါတယ်โอเคဗျာနောက်တစ်ပတ်ကကျွန်တော်လီဗာပူးနဲ့ PFG လီဗာပူးကပြီးခဲ့တဲ့ပွဲမှာဒါတစ်ပတ်သက်ကြီး PR ပေးခံထားပါပဲတကိုးတော့ရအောင်ယူသွားတယ်ပေါ့နော် PFG ကတော့လောက်လျှောက်ဖိပေမဲ့တကိုးမှမရလိုက်ဘူးအဲဒီကောက်လီဗာပူးအင်ဂွင်းဆိုတော့အင်ဂွင်းအသာချက်လေးတော့ရှိနေတယ်အမ်ကျွန်တော်လီဗာပူး2 1နဲ့နိုင်မယ်လို့ထင်ပါတယ်ဒီမှာတော့လုံးဝလွဲသွားပြီအမြင်က ဒီဒုတိယကြော့မှာ PSG ပြန်နိုင်မယ်ထင်တယ်အချိန်မိုအထိကြည့်ရလောက်တယ်1 2မှန်ပါတယ်ဟုတ်ကဲ့ခင်ဗျာခင်ဗျာကျွန်တော်နောက်တစ်ခွဲကျွန်တော်လီယန်နဲ့ဒေါ်မွန်အဲဒီနှစ်သင်းကပထမအကြော်တွေက1 1ဆိုတော့ဒီနှစ်သင်းကဘာမှပြောလို့မရသေးဘူးเนาะစက္ကန့်ဒါပေမဲ့လီယန်အင်ဝင်းအတာချက်လေးရောရှိတယ်အမ်2 1တော့သွားမယ်ထင်ပါတယ်လီယန်နိုင်အောင်မယ်လို့ထင်တယ်2 1မှန်ပါမကြော1 1ဆိုတာနှစ်သင်းလုံးကတက်ဖို့အခွင့်အရေးရှိရယ်။ဒီရကတော့ပူတာရယ်ဗျအိမ်ခွင့်မှာဆို ဒါပေမဲ့ Dortmund နိုင်သွားမယ်ထင်တယ်1 3တော့မှာ Okay စဉ်းကျင်ပါကို Okay နောက်ဘွဲကတော့ Arsenal နဲ့ PSV Arsenal ကတော့ကန်စီယာကိုမလိုတော့ဘူးเนาะ Arsenal က Academy ကောင်တွေထက်ကန်လို့တော့ရနေပြီ7-1ဆိုတော့အိတ်ကန်လို့တော့ရတယ်။ဒါပေမဲ့ Arsenal ကထပ်တောင်တွင်းအောင်မယ်လို့ထင်တာပဲ2-1တော့မှန်ပါတယ်ဒီဘွဲတော့ဒါ Arsenal အထာထားတော့မယ်ထင်တယ်ဒါလူငယ်တွေပဲထည့်ပြီးတော့1-1လောက်နဲ့ပြီးမယ်ထင်ပါ Okay နောက်ဘွဲကကျွန်တော် Aston Villa နဲ့ Club Brugge 3-1 Aston Villa ပရမကျော်တယ်3-1ဆိုတော့အခုအိမ်ခွဲမှာလည်း तू ကနိုင်ဖို့ကတေချာပေါ့များတော့ပြီအဲ Aston Villa shot ကန်လို့လည်းရနေပြီဗောနော်ဘောမလောက်ပဲမှန်ပါတယ်ဒီပွဲကတော့ Aston Villa ပဲဒုတိယကျော်မှာပါထပ်နိုင်ပြီးတော့နောက်တစ်ဆင့်တက်မယ်ထင်တယ်1-0မှန်ပါတယ် Okay နောက်တစ်ပွဲကကျွန်တော်တို့ Madrid Derby ဗောနော် Tico နဲ့ Real အဲဒီတစ်ခေါက်ကတော့ကျွန်တော်တို့ Tico အိမ်ခွဲမှာဆိုတော့ပထမကျော်တော့ Real 2-1 2-1နဲ့နိုင်တာဒီတစ်ခေါက်ကတော့ Tico ကဒီနေ့တင်းအချိန်ပိုပြီးသွားမလားတော့မသိဘူး တူးကောင်းနဲ့ပြန်နိုင်မယ်လို့ထင်တယ်။ Okay ဒီကိုတိုင်းပဲပေါ့။အင်းအချိန်ပိုလိသွားမယ်ထင်တယ်။ဟုတ်ဒီပွဲကဒါတရေလောက်နဲ့ပြီးပြီပထမကြော့အနိုင်နဲ့ရီရက်တက်သွားမယ်ထင်တယ်။တူးတူးလောက်မှန်ပါ။ Okay ဗျာ။